အားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့စိတ်ဖိစီးမှုတွေကိုဘယ်လိုလျှော့ချရမလဲဆိုတာကိုမျှဝေပေးသွားမှာပဲဖြစ်ပါတယ်စိတ်ဖိစီးမှုတွေကိုလျှော့ချတဲ့အတတ်ပညာကတော့တင့်ကိုတင်ယုံကြည်မှုရှိခြင်းပဲဖြစ်ပါတယ်အလုပ်တွေကိုလေးလေးနက်နက်ခံယူပြီးပြုလုပ်တင်တာမှန်ပါတယ်ဒါပေမဲ့တဲ့အပေါ်ဝင်ထုတ်ဝင်ဖို့ဖြစ်စေတဲ့အလုပ်တွေကိုတော့မလုပ်ပါနဲ့အထူးသဖြင့်အတွေးလွန်ခြင်းတွေအစွဲလန်းကြီးခြင်းတွေနဲ့မနာလိုစိတ်တွေကစိတ်ဖိစီးမှုကိုပိုတိုးစေပါတယ် စိတ်ဖိစီးမှုတွေကိုရှော့ချဖို့အတွက်အလွယ်ကူဆုံးနဲ့အယိုးရှင်းဆုံးနည်းလမ်းကတော့နံပါတ်တစ်လက်တွေ့ကြကြလုပ်ပါအလုပ်တွေကိုတစ်ခုပြီးမှတစ်ခုလုပ်ပါစိတ်ကူးတွေကလှုပ်ဆရာတွေများနေရင်တင်ဟာတင်ပြီးခဲ့တဲ့တစ်ခုအတွက်မကြေမနက်နိုင်ပဲနောက်လုပ်တွေပေါ်မှာစိတ်ဖိစီးမှုတွေများနေပါလိမ့်မယ်တင်ပြီးသွားတဲ့တစ်ခုအတွက်လည်းစိတ်ကျေနပ်ပါပြီးတော့နောက်လုပ်ရမယ့်အလုပ်အတွက်လည်းစိတ်အားထက်သန်ပါနံပါတ်1တာဝန်ယူပါ င့်ရဲ့လုပ်ဖို့ကင်ဖက်ဒါမှမဟုတ်လက်အောက်ငယ်သားတွေနဲ့အတူကွာတာဝန်ဝင်များလှုပ်ဆောင်ခြင်းဟာလည်းတင့်အပေါ်တင်နေတဲ့ဝင်ထုတ်ဝင်ပိုးတွေကိုလျှော့ချစေပါတယ်။နံပါတ်3ယုံကြည်မှုရှိပါတင်ကိုကိုရဘာသာတရားဖီယူဖလာယုံကြည်ရာတွေကလည်းစိတ်ဖြစ်စည်းမှုတွေကို ဖြည့်ဖြောက်ရာရောက်ပါတယ်အဓိကတော့တင်ယုံယုံကြည်ကြည်နဲ့လှုပ်ဆောင်တတ်ဖို့ပဲလိုပါတယ်နံပါတ်၄အားလက်ချိန်ယူပါစိတ်ရောလူရောအားတဲ့အချိန်ထားပါအလုံးမလုံးပဲစိတ်ညစ်စရာတွေကြီးပဲတွေးနေတဲ့အချိန်တွေတော့မဖြစ်သင့်ပါဘူး တင်းစိတ်ကိုရော ခန္ဓာကိုယ်ကိုရော အနာပေးလိုက်ခြင်းဟာလည်းတင်းရဲ့စိတ်ဖိစီးမှုတွေကိုလျှော့ချစေပါတယ်။နံပါတ်5တီထွင်စမ်းတစ်ပါတီထွင်စမ်းတစ်မှုဆိုတာကအလုတ်ထဲမှာစိတ်ရှုပ်ထွေးနေပြီးလူကနှစ်ဝင်နေလို့မရပါဘူး။စိတ်ရှင်းရှင်းနဲ့ဖြစ်စီတစ်ခုလုံးအလုတ်တစ်ခုလုံးကိုပေါပေါပပါစူးစားလိုက်တဲ့အခါတင်းအတွက်တက်တာမဲ့နီလန့်တွေကိုတင်ခံစားလာနိုင်ပါတယ်။နံပါတ်6အပင်ဆိုင်ပါတသက်လုံးပြောချင်ရင်တစ်ပင်ဆိုင်ပါ စိမ့်ဆိုတဲ့အပင်တွေနဲ့အယောင်သွေးစုံတဲ့ပန်းပွင့်တွေဟာတင့်ကိုစိတ်ဖိစီးမှုကင်းတဲ့တာယာခွဲကောင်းသောကဘာတစ်တစ်ခုစီကိုရောက်သွားလောက်အောင်ဆွမ်းအားထက်ကြပါတယ်။နံပါတ်ခုနှစ်ကစားစရာဝယ်ပါ။ကလေးတွေလိုကစားစရာဝယ်လို့မရပေမဲ့တင့်ရွယ်နဲ့လိုက်ဖက်တဲ့တင်စိတ်ဝင်စားတဲ့အရာတွေတင်လိုချင်တဲ့အရာတွေကိုဝယ်ယူခြင်းဟာလည်းစိတ်ဖိစီးမှုကိုဖြည့်ဖြောက်စေတဲ့နည်းလမ်းပဲဖြစ်ပါတယ်။နံပါတ်၈ကျမ်းမာရေးဂယုစိုက်ပါ။ကိုကျမ်းမာနေရင်စိတ်ကျမ်းမာဖို့ဆိုတာကတဝက်မကတေချာပါပဲ။ ဒါပေမဲ့ကိုကျမ်းမာကြီးရောစိတ်ကျမ်းမာကြီးရော အထူးကယူဆိုင်ဖို့လိုအပ်ပါတယ်။နံပါတ်9မျှဝေပါ။ခန်းစားချက်တွေကိုမျိုးသိမ့်မထားပါနဲ့ကိုနဲ့ယင်းနှီးဆုံးသူတွေနဲ့မျှဝေပါ တိုင်းမင်မာတခါတရံပဝန်းကျင်ကအကြံဉာဏ်တွေဟာမထင်မလောက်အောင်တင့်အတွက်ကောင်းနေတတ်ပါလေ။နံပါတ်10ဂီတနဲ့နေထိုင်ပါ။တင်ဘဝမှာဂီတတခုခုအတွက်နေရာပေးထားပါဂီတမှာလိုက်လို့မမီနိုင်တဲ့စိတ်ခွန်အားဖြည့်ဆွမ်းရင်တွေရှိပါတယ် တချို့ကအရင်မြစ်တွေထက်ဝေဒနာကိုဦးစားပေးပျောက်စေခြင်းကြတယ်။အဲ့ဒီအခါအရက်တွေဆိလိတ်တွေမူးယစ်ဆေးဝါးတွေဟာစိတ်ဖိစီးနေရသူတွေအတွက်အကောင်းဆုံးဖော်မှုဆိုးတွေဖြစ်လာကြပါတယ်။အခုဆိုရင်စိတ်ဖိစီးမှုတွေကိုဘယ်လိုလျှော့ချရမလဲဆိုတာကိုနားလည်သဘောပေါက်မယ်လို့ထင်ပါတယ်။အားလုံးကိုကျေးဇူးတင်ပါတယ်။